ပြန်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရတက်မတော်ကာကွယ်ဦးစီးချုပ်ရုံးတိုင်းပြက်ခတ်တိုက်ခိုက်မှုရက်စဲရေးအတွက်ထုတ်ပြန်ချက်အပိုက်တဲ့မလ28ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့်အင်အားပြင်းမန္တလေးငြိမ်ကြီးလှုပ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ငရင်တန်တဲ့ဒေတာများမှာကုညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအရှိန်ဟုန်ဖြင့်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီးတက်မတော်အနေဖြင့်2025ခုနှစ်အေပီလ2ရက်မှ30ရက်အထိကာလကိုယာယီပြက်ခတ်တိုက်ခိုက်မှုရက်စဲရေးကာလအဖြစ်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။အပိုင်းနှင့်လက်ရှိကာလတွင်လည်းနိုင်ငံတော်အစိုးရအနေဖြင့်ငရင်တန်တဲ့ဒေတာများ၌ထိခိုက်ပျက်စီးခဲ့ရတဲ့အစိုးရယုံဌာနများ ပြည်သူများ၏အိုးအိမ်နှင့်လမ်းမဆက်သွယ်မှုလုပ်ငန်းများပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအင်တိုက်အားတိုက်ဆက်လက်ဆောင်ရွက်လျက်ရှိပြီးနိုင်ငံတကာမှလည်းကူညီမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်အပိုင်သုံးတို့ဖြစ်ပါ၍နိုင်ငံတော်အနေဖြင့်ငရင်တန်တဲ့ဒေသများ၌ပြန်လည်တည်ဆောက်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်ဟုန်ဖြင့်ဆက်လက်ဆောင်ရွက်နိုင်စေရန် နိုင်ငံတော်နှင့်နိုင်ငံသားအားလုံး၏အကျိုးစီးပွားကိုပိုမိုလျင်မြန်စွာ ဖော်ဆောင်နိုင်ရန်ရေရှည်တည်တံ့ပြီးစစ်မှန်သည့်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေရန်နှင့်တည်ငြိမ်အေးချမ်းမှုကို ရှေ့ရှုလျက်တက်မတော်အနေဖြင့်2025ခုနှစ်မေ6ရက်မှ31ရက်အထိကာလကိုယာယီပြက်ခတ်တိုက်ခိုက်မှုရက်စဲရေးကာလအဖြစ်ထပ်မံတိုးမြင့်ထုတ်ပြန်လိုက်သည်။အပိုင်လေးယာယီပြက်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားသည့်ကာလအတွင်းတိုင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့်အများပြည်သူတွာလာအုံပြုလျက်ရှိသည်ဆက်သွေးလမ်းကြောင်းများအားနှောက်ရက်တိုက်ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်းပြည်သူလူထု၏အသက်အိုးအိမ်စီးစိမ်ကို ထိခိုက်ပျက်စီးစေခြင်းလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိသည့်လုံခြုံရေးတပ်ဖွဲ့ဝင်များ၏တပ်စခန်းများအားတိုက်ခိုက်ခြင်း တပ်ဌာနချုပ်များကိုနှောက်ယှက်တိုက်ခိုက်ခြင်းများငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည်အင်အားစုဆောင်ခြင်း ပြင်ဆင်စုဖွဲ့ခြင်းနယ်မြေချဲ့ထွင်ခြင်းများကို မပြုရန်နှင့် ထိုကဲ့သို့ဆောင်ရွက်လာပါကတပ်မတော်အနေဖြင့်ပြည်သူလူထုကိုကာကွယ်သောအဖြစ်လိုအပ်သည့်အရေးယူတုံ့ပြန်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတပ်မတော်ကာကွယ်ဦးစီးချုပ်ရုံးမှအတိပေးထုတ်ပြန်ထားပါရဲ့ရှင်